Hello အလုံးမမင်္ဂလာပါဘိုးဘောမန်ဆိုတော့ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ Gary Nabi ကတော့လက်ရှိ Ruben Amorim ဂျုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးထားတာဒီကျွန်တော်ရှိတယ်ဆိုတော့သူ့အနေနဲ့ပေါ့နော်ပထမဆုံးပြောထားတာက Mason Mount လို့ကစားလမမျိုးကို Win Bucks မှာ Left Win Buck မှာကျွန်တော်တို့ပေါ့နော်ထားပြီးတော့ကစားခိုင်းလို့မရဘူးပေါ့ဒါကလုံးဝဖြစ်တဲ့အခြေအနေမျိုးဟုတ်မနေဘူးအဲဒါအပြင် Mason Mount လို့ကစားမမျိုးမှာ ဟိုသူ့နေရာနဲ့သူသာအမှန်ကန်ထားမေဆိုရင်ကစားမကောင်းတယောက်ဖြစ်ကျွန်တော်မြင်နိုင်တယ်တိုးတော်လေးပဲ left wing ဘက်မှာထားကစားတာမျိုးကဘလို့မှမဖြစ်တည်ဘူးပေါ့နော်ဒါအပြင်မေဆန်မောက်လိုမျိုးကျွန်တော်အနေနဲ့ကစားမဖြစ်တည်ကိုသူ့ရဲ့ neutral position ကိုမမြင်ရတာကျွန်တော်အနေနဲ့ပေါ့နော်အာအတိုင်းအတာတစ်ခုကြီးကျွန်တော်ရှိနေပြီအကယ်လို့သူ့ကနေရာအမှန်နေပါလိထားမေဆိုလို့ရှိရင် တော်တော်လေးကိုအချင်းကြီးကောင်းလာမယ်တော်တော်လေးပဲလက်ဖွင်းမှာထားပြီးတော့ကစားနေတာက လုံးဝလက်ခံနေတဲ့အချင်းကြီးမျိုးဟုတ်မနေဘူးပေါ့ဒါအပြင်ရူဘင်အမ်မိုရင်မှာယာဒီယိုခြေတန်းပွဲစဉ်တွေလေးသူ့မှာအချိန်ရခဲ့တယ်ဒါအပြင်တပတ်ကိုတပွဲလောက်ယူနိုက်တက်ကဥရောပပြိုင်ပွဲဒီမှာ ကစားမနေရဘူးဆိုတော့တပတ်ကိုတပွဲလောက်နဲ့လေးချင်းချင်းအပြည့်အဝနဲ့သူအဲကင်တွေဝင့်ရှိနေပြီမဲ့လေလို့ပေါ့နော်မန်ချက်စတာယူနိုက်တက်ရဲ့ performance တွေဟာလုံးဝတိုးတက်လာခြင်းကြုံမရှိဘူး ရလက်ဒီဆိုလို့ရှိရင်တော်တော်ကိုဆူဆူဝါးဝါးကြီးကိုကျွန်တော်ဖြစ်နေတာပေါ့နော်မန်ချက်စတာယူနိုက်တက်လို့အသင်းမျိုးရဲ့ဒီ standard တခုအနေနဲ့ဆိုလို့ရှိရင်ဒီလိုရလက်ဒီဟာလုံးဝလုံးဝဟိုပြောရမလဲဆူဆူဝါးဝါးကိုကျွန်တော်ဖြစ်နေပြီးတော့လက်ခံနိုင်စရာအခြေအနေမျိုးတွေဟုတ်မနေဘူးပေါ့နော်အသင်းအနေနဲ့နွေရာသီပြောင်းရွှေ့မှာတုံးဆွဲထားတဲ့ငွေကြေးတွေ ဒါအပြင်ကျွန်တော်တို့ဗောနော investment လုပ်ထားတဲ့ငွေတွေနဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ရင်လက်ရှိအခြေအနေမျိုးဆိုတာတော်တော်ကြီးကို United လို့အသင်းမျိုးအတွက်စိတ်ပူစရာကျွန်တော်ကောင်းနေဗောနော်လက်ရှိ MOD နဲ့ပတ်သက်လို့လည်းသူတော်တော်လေးကိုစိတ်ပူတယ်ဘာလို့လဲဆိုတော့ MOD ဟာလုံးဝမန်နေဂျာကောင်းတယောက်ဖြစ်ပြီးတော့ပေါ်တူဂီမှာဆလို့ရှင်လည်းပဲ record ကောင်းနေအများကြီးလှုပ်ပြထားနေတဲ့ player ပေါ့အအများကြီးလှုပ်ပြထားနေတဲ့နီးပြတယောက်ဗောနော်ဒါပေမဲ့လည်းလို့ Manchester United ကိုရောက်လာတဲ့အခြေအနေမျိုးမှာလိုချင်လိုရက်လက်တွေနဲ့ပုံဖော်ထားနိုင်ခြင်းကျွန်တော်မရှိဘူး အကယ်လို့ဒါလာမဲ့တနင်္ဂနွေနေ့မှာရှင်မိုင်ကစားမယ်ပဲစနေနေ့မှာရှင်မိုင်ကစားမယ်ဆန်ဒလန်နဲ့ပွဲမှာ United နဲ့ United လူချင်းနဲ့ရလမျိုးမဟုတ်ခဲ့ဘူးဆိုလို့ရှိရင် Manchester United အတွက်ကတော်တော်ကြီးကိုစိတ်ပူစရာကောင်းနေပြီးတော့ ownership တွေတို့ဘာလို့ရောလုံးဝမေးခွန်းထုတ်စရာတွေကျွန်တော်တို့ဖြစ်နေပြီပေါ့နော်ဆိုတော့အဓိကအားဖြင့်သူဒီထဲမှာပြောသွားတာကတော့ဟိုထားပါတော့ဗျာတပတ်ကိုတပွဲလောက်ပဲကျွန်တော်ကန်နေရပြီမဲ့လို့ပေါ့နော်တူတက်မလာတဲ့ performance တွေမေဆန်မောင်ကိုလက်ဖွင့်ဘက်ကိုထားကစားတာတွေ ကျွန်တော်တို့ဘောနော်ရက်လက်ဒီကောင်းမဏီပဲနဲ့စန်ဒလန်နဲ့ပွဲမှာသာအချင်းကြီးစူးခဲ့ရင်ဆိုတဲ့အချက်ကြီးပြောထားတယ်ဒီထဲမှာကျွန်တော်တို့ဘယ်လိုပြောမလဲတပတ်ကိုတပွဲကစားပြီးတော့ဘာမှတူးတက်မလာတာတွေကကျွန်တော်ရှိဒီမှာလည်းကျွန်တော်ပြောပြီးသွားပြီဒါအပြင်မီဆန်မောင့်ကိုလက်ဖွင့်ဘက်ပို့ပြီးတော့ out of position ဖြစ်အောင်ကစားတာတွေကလုံးဝလက်ခံစရာမဟုတ်ဘူးဆိုတာလည်းကျွန်တော်ပြောပြီးသွားပြီအဲ့တော့ဒါတွေကအဲ့လောက်ကြီးကြီးကျွန်တော်တို့ဘောနော်စိတ်ပူပြောစရာကျွန်တော်မလိုတော့ဘူးဒါပေမဲ့လို့သူပြောထားတဲ့တယ်မှာလာမဲ့စန်ဒလန်နဲ့ပွဲမှာသာ United ရဲ့ရလက်တီကကိုလူချင်းတလို့မဟုတ်ခဲ့ဘူးဆိုရင် တော်တော်ကြီးကိုစိတ်ပူဖို့ကောင်းနေပြီပေါ့ဒီနေရာမှာကျွန်တော်တို့ United တောင်ဝင်ရှိသူတွေရဲ့ဘက်ကအပြောင်းလဲတွေလှုပ်ချင်တယ်ဆိုရင်အပြောင်းလဲတွေလှုပ်ချင်တယ်ဘာမှကျွန်တော်အယုံကြည်မရှိတော့ဘူးဒါမှမဟုတ် MO ring ကိုယုံကြည်လွန်းနေတည်တယ်ဆိုလို့ရှိရင်ဝဲတဝဲတွေနဲ့ကျွန်တော်အနေနဲ့အရာအလုံးကိုစုံဖြတ်လို့ကျွန်တော်မရဘူးထားပါတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီအမြဲတမ်းပြောသလိုပဲဒီ Ineos တို့ဘာလို့ရဲ့ဘက်က MO ring ကိုယုံကြည်တယ်ဆိုရင် ဒါမဲ့ဆန်တလက်နဲ့ပွဲမှာရှုံလဲပဲသူတို့ကဆက်ပြီးတော့ထားမှာပဲဘာလို့လဲဆိုတော့ကျွန်တော်ကတပွဲတည်းကိုကြည့်ပြီးတော့ဆုံးဖြတ်ရတာမျိုးမှကျွန်တော်မဟုတ်လားဒါပေမဲ့လေလို့ပေါ့နော်ဆန်တလက်နဲ့ပွဲမှာဒီလိုအခြေအနေမျိုးတွေကြုံပြီးတော့ဆန်တလက်နဲ့ပွဲမှာကျွန်တော်တနည်းမဟုတ်တနည်းနိုင်သွားတယ်ထားတော့ဒါဆိုကျွန်တော်တို့ဆက်ပြီးတော့ထားမှာလားဘာလို့လဲဆိုတော့အသင်းကကျွန်တော်တို့နေနေပေါ့နော်ဆန်တလက်ကလည်းမနိုင်မဲတော့မထင်းနဲ့နော်လောလောတင်မှာဆိုလို့ချင်းအဆင့်၄၄ပါးရောက်နေတာအဆင့်၅၄ရောက်နေတာတန်တက်ဆန်တလက်အသင်းကအဆင့်၄မှာ ဆက်နှစ်မှတ်ကြီးကျွန်တော်ယူထားနိုင်ပြီထင်ပါတယ်မန်ချက်စတာယူနိုက်တက်ဆိုလို့ရှင်ကျွန်တော်ဒါအမူရင်းရဲ့လက်အောက်အီဗီလာကဆလို့ကျွန်တော်ပေါ့နော်ဆန်ဒလန်လောက်တော့မှလက်ရှိပရီးမီးယားလိမှာအမှတ်ယူထားနိုင်ခြင်းမရှိသေးဘူးเนาะဆန်ဒလန်လက်ရှိကစားရတာ6ပွဲပဲရှိသေးတယ်အမူရင်းအီဗီလာကမန်ချက်စတာယူနိုက်တက်မှာဂိုင်တွေထားတဲ့အမှတ်ယူနိုင်တဲ့ပမာဏထက်ကောင်းတော့မှကျွန်တော်သာယူပြီးသွားပြီဒါကိုကြည့်ရင်ဘလောက်ထိကိုဒီအချင်းကြီးစိုးနေတယ်လဲမြင်နိုင်တယ်နောက်တစ်ခုကကျွန်တော်အနေနဲ့ပေါ့နော်ဘယ်နည်းပြလက်ထက်ကမှဒီလိုမျိုးစိုးခဲ့တယ်လို့ကျွန်တော်မထင်ဘူး ဟုတ်ဟုတ်ကျွန်တော်ဘယ်နည်းပြရဲ့လက်အောက်မှာမှဒီလောက်ထိစူရတဲ့ performance တွေတွေ့ခဲ့တယ်လို့ကျွန်တော်မထင်ဘူးနောက်တစ်ခုခုနကပြောသလိုပဲ Sunderland နဲ့ပွဲမှာအနိုင်ရလို့ဆိုပြီးတော့အမူရင်းရဲ့အနာဂတ်ကိုဆက်ထားကြမယ်ဟေ့ဆိုပြီးတော့ဆုံးဖြတ်လို့ကျွန်တော်မရဘူးတပွဲတည်းကျွန်တော်ဆုံးဖြတ်လို့မရဘူးကျွန်တော် Chelsea နဲ့ပွဲမှာအတော့အကြောင်းအမျိုးမျိုးနဲ့ကျွန်တော်တို့ဒါတနည်းမဟုတ်တနည်းအနိုင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ကျွန်တော်ဆက်ပြီးတော့ထားတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ချိန်မှာလက်မခံစရာအခြေအနေမျိုးတွေကြုံပြီးသွားပြီကြုံပြီးသွားပြီဒါမှမဟုတ်ဘောနော်အကောင်းနူးနူးကောင်းနူးနူးနဲ့ဆက်ထားတော့အခုပို့ပြီးတော့ဒုက္ခရောက်တယ် သူတို့ယာဂျီစတယ်အာဇနယ်ကိုဟုတ်တယ်လို့ဖြစ်ပြီးတော့ရှုံးတယ်ရလာမကောင်းခင်ဦးနော်ဒါအပြင်ဖူလန်နဲ့ပွဲစဉ်မှာလုံးဝပြောစရာဆိုစရာကျွန်တော်ဖြစ်ခဲ့တယ်နော်လုံးဝပြောစရာဆိုစရာဖြစ်ခဲ့တဲ့ဖူလန်နဲ့ပွဲမှာကျွန်တော်နိုင်မွေးမရဘူးအဲ့ဒီကလေးကကျွန်တော်နေတဲ့ MOD နဲ့ပတ်သက်လို့ဘာတိုးတက်မှုမှရှိမလာဘူးဆိုပြီးတော့မိကုန်းနေကျွန်တော်အကြီးထုတ်နေကြပြီအဲ့ဒါလည်းပြီးတော့ Greensby ကိုကျွန်တော်ရှုံးတယ်အဲ့ဒီမှာကလေးကကျွန်တော်ကတိလိုက်တင်နေပြီ ငါတို့အပြောင်းလဲလုပ်ဖို့လိုပြီဆိုတာအဲ့ဒီတုန်းကလည်းကျွန်တော်တို့ပရိသတ်တွေကြားထဲမှာ journalist တွေလည်းရေးကြဆိုကြပြောကြသားကြကျွန်တော်တို့ဝေဖန်ကြတာပေါ့လေဒါပေမဲ့အတင်းမကတော့ကစားသမားတွေကြောက်ပါပဲကွာဆိုတဲ့ပုံစံမျိုးနဲ့အကြောင်းပြချက်ပြပြီးတော့ကျွန်တော်ဆက်ထားတယ်အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ဘန်လီနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဘေးဒုက္ခပုံစံမျိုးနဲ့ကျွန်တော်နိုင်တယ်နိုင်တော့အာနိုင်လဲနိုင်ပြီးတော့ international break တွေနားလိုက်တော့အတင်းမကအပြောင်းလဲလုပ်ရမယ့်အနေအထားမျိုးမှာအပြောင်းလဲမလုပ်ဘူးအတင်းမကလုံးဝအပြောင်းလဲမလုပ်ခဲ့ဘူးတကယ်တမ်းကအဲ့လူကပြောင်းပြောင်းလဲပြရမှာ အဲ့လိုအခြေအနေမျိုးမှာတပွဲတည်းနဲ့ကျွန်တော်တို့ကနော်ဘန်လီနဲ့ပွဲစီမှာနိုင်ပြီးတော့ international break နားလဲရတဲ့အတွက်အခြေအနေကောင်းတဲ့အောင်ဖြစ်သွားတယ်ခဲတဲ့ကဘာမှအခြေအနေမကောင်းခဲ့ဘူးအဲ့မှာတော့မှနောက်ဆုံး penalty twin goal နဲ့ကျွန်တော်နိုင်တာအဲ့လိုကလေးကကျွန်တော်တို့ကအပြောင်းလဲလောက်ရမှာအပြောင်းလဲမလုပ်ဘူးကောင်းနူးနူးကောင်းနူးနူးနဲ့အကြောင်းပြချက်တွေပြီးပြီးတော့အဲ့တော့ဘာဖြစ်လဲကျွန်တော်ဆက်ထားတယ်ပြန်လာတယ် Manchester City ကို3 goal မရှိနဲ့ရှုံးတယ်အဲ့ဒီမှာလဲကျွန်တော်တို့ထုံးစံတိုင်းပဲဘာမှတိုးတက်မလာဘူးဆိုတော့ပြောတယ်ပြည်တနာကအသင့်တောင်ရှိတယ်ဘာကမထုတ်ဘူး ကောင်းနူးနူးကောင်းနူးနူးနဲ့ဆိုတော့နောက်ထပ်ချဲစီနဲ့ကျွန်တော်ရှင်မြိုင်ကစားတဲ့အနီကက်တွေဘာတွေရောကျွန်တော်ကုဘတ်မှာအာသာချက်တွေဘာတွေရခဲ့ပြီးတော့ထက်ပြီးတော့ထားတယ်အဲ့တော့ဘာဖြစ်တယ်အာမင်းနိုင်မြန်မီဟိသိတယ်မလားနော်ဆိုတော့ဆက်ထားလိုက်ရပြန်ရောဟောအခုကျွန်တော်အနေနဲ့ Brandful လူနီပြအစ်စ်နဲ့ကျွန်တော်ကန်နေရတဲ့အသင်ကိုကျွန်တော်ရှုံးနေဒီလောက်ထိကျွန်တော်အနေနဲ့ရှေ့မှာကောင်းနူးနူးကောင်းနူးနူးနဲ့ပေါ့နော်အသင်မှာဆက်ထားခဲ့တာတွေကကျွန်တော်တို့လုံးဝကိုအသင်းတွေပူဆိုးတယ်ဆိုတာပဲအဖက်တင်နေပြကျွန်တော်ဘာမှကောင်းမလာဘူးအဲ့တော့အသင်းအနေနဲ့ အခုဒီမှာဆိုလို့ရှိရင်လည်းဆန်တလန်နဲ့ပွဲမှာအနိုင်ရလို့ကွာဆိုပြီးတော့လာမယ့် international break အတိုးတွေမှာလဲမြပြောင်းလဲမြအမိုရင်းလုံးမလားဆိုပြီးဆက်ထားလို့ကျွန်တော်မရဘူးဆက်ထားလို့ကျွန်တော်ကောင်းလို့ကိုကောင်းလို့ကျွန်တော်ဆက်ထားလို့မရဘူးဘာလို့လဲဆိုတော့အမိုရင်းကိုင်နာတာဟာပထမဆုံး၅ပွဲမဟုတ်တော့ဘူးပထမဆုံး၁၀ပွဲမဟုတ်၁၅ပွဲမဟုတ်တော့ဘူးအမိုရင်းကိုင်နာပရီးမီးယားလိတရာဒီနီးပါးရှိနေပြီ38ပွဲတောင်ကျွန်တော်ကြုံနေပြီဘာမှန်အမိုရင်းလက်အောင်မှာကောင်းလာတဲ့အရာကျွန်တော်မမြင်ရဘူးဒါဘလို့မှလက်ခံနေစရာအချင်းကြီးမျိုးကျွန်တော်ဟုတ်မနေဘူးအဲ့ဒီတော့ United အနေနဲ့ ျွန်တော်တို့ဗနော United အနေနဲ့ Amorin ကိုအပြောင်းအလဲလုပ်တင်တာနေကျွန်တော်အပြောင်းအလဲလုပ်ရမှာအခုချိန်ထိတော့ကျွန်တော်တနင်္လာနေ့ရောက်လာပြီစနေနေ့ကရှုံးနေပွဲအခုတနင်္လာနေ့ကျွန်တော်ရောက်လာပြီဘာမှမကြားရသေးဘူးတော်တော်ကိုလက်မခံနိုင်စရာချင်းဒီမျိုးပါ Sunderland နဲ့ပွဲမှာဆက်ထားလိုက်ပါဦးမယ်ကွာကျွန်တော်လုံးလို့မရဘူးဘာလို့လဲဆိုတော့ United အနေနဲ့အပြောင်းအလဲတွေကတရက်ဆိုတရက်နောက်ကျမှာမှုလို့ပဲဒါတော့မှဂျားတွေမှာဘသူ့ကိုခန့်အမလဲဆိုတဲ့ process တွေကကျွန်တော်ရှိသေးတယ်အဲ့ဒါလေးတွေကျွန်တော်တို့အဝေးကြီးပဲဖြစ်နေတဲ့ပုံစံမျိုးဘယ်လိုမှအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကအသင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့က အရေးကြီးတဲ့ကျွန်တော်သာဆုံးဖြတ်ချက်တွေချတဲ့နေရာမှာအားကိုးမနေရဘူးတော်တော်ကိုစိတ်ပျက်စရာပါတော်တော်ကိုစိတ်ပျက်စရာပါဆိုတော့ MOD ရဲ့အနာဂတ်ဘာတွေဆက်ဖြစ်လာမလဲ Gary Navy ကတော့ကျွန်တော်တို့ဘနော်ဒါငွေတွေအချိန်ကြီးကျွန်တော်တို့ investment လုပ်ထားပြီးမဲ့လေလို့ဘနော်ဘာမှအဆင်ပြေမလာဘူးဆိုတာမျိုးတွေသူဝေဖန်ထားတယ်တကယ်လည်းပဲကျွန်တော်တို့တွတ်တက်လာတာဘာမှမရှိပါဘူး Manchester United terms နဲ့ Manchester United standard နဲ့ဆိုလို့ရှင်တော့မှဒါတွေကဘလူးမတ်လက်ခံကျင်စရာအချိန်တွေဟုတ်မနေဘူးညီကတို့ရောဘလူးမင်းကြလဲ United အချိန်ကြီးပြောင်းလိမ့်မယ်လို့ထင်ကြလား MOD ကိုပဲဆက်ပြီးတော့နေရာပေးလိမ့်မယ်လို့ထင်ကြလား စွန်းရပါအားလုံးကိုကျေးဇူးများကြီးပါတယ်